ဂျပန်နိုင်ငံတိုကျိုမြို့ကနေမေဒီကန်ပြည်တော်စုနယူးယောက်မြို့ကို တနာရီအတွင်းအကြောင်းပြန်တန်းနိုင်မဲ့အဂါတာလေရင် speed plane ကို အော်တိုဘလာ28ရက်နေ့ကအများပြည်သူရှိကို ထုတ်ဖော်ပြသခဲ့ပါတယ်ဒီလေရင်တစ်ပိုင်းအဂါတာရင်တစ်ပိုင်းဖြစ်တဲ့ speed plane ကိုတော့ဂျပန်နိုင်ငံက Nippon Travel Agency နဲ့ Innovative Space Carrier in ISC ဆိုတဲ့ကုမ္ပဏီအသစ်တို့ပူးပေါင်းထုတ်လုပ်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီရင်ဟာ ခနေဦးခြံစီမှုအဆင့်မှသာရှိသေးက2040ခုနှစ်လောက်မှာခီးသည်တွေတင်ပြီးပြန်တန်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒီရင်ရဲ့ပြန်တန်းမယ့်ပုံစံကတော့သတ်မှတ်ထားတဲ့နေရာကနေအာကာသတွေကကမ္ဘာလမ်းကြောင်းနာအထိထောင်လိုက်တက်တဲ့ပြန်တက်သွားမှာဖြစ်ပြီးကမ္ဘာမြေကိုပြန်ဆင်းချလာမှာဖြစ်ပါတယ်။ဒီအတွက်ပြန်တန်းမှုအချိန်မိနစ်60လောက်ပဲကြာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီ space plane ရဲ့လက်မှတ်ထဆောင်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ6,5000နဲ့ညီမျှပြီးရန်တန်း100လောက်ရှိမယ်လို့ဆိုပါတယ်။